အားလုံးပဲမင်္ဂလာပါရှင်။မြစ်နာသတင်းကြနေရေးဇွန်လ၂ရက်နေ့ရေဒီယိုစီစဉ်ကိုတင်ဆက်ပြတော်မှာဖြစ်ပါရယ်။ပြီးခဲ့တဲ့မေလာတလတာတွင်စစ်ကောင်စီဟာချင်းမီနီကရက်သားပြည်သူ38ဦးကိုတပ်ဖြတ်ခဲ့ရလို့ကချင် Human Rights Watch ကလူခွင့်ရေးချိုးဖောက်မှုအစီရင်ခံစာမှာဖော်ပြထားပါရယ်။ဆိုရင်ရေအမတ်ကိုကျော်လွန်ရောက်ရှိခဲ့တဲ့မြစ်နာမျိုးအယောက်တင်မြေဟာဆိုရင်ရေအမတ်အောက်ကိုပြန်လည်ရောက်ရှိနေပြီးတဖြည်းဖြည်းဆက်လက်ကြဆင်လာနေပါရယ်။ အစမပြတ်မိုးရသမှုတွေကြောင့်မချနာပူတာကိုလမ်းပိုင်းနေရအချို့မှာကာလန်ပြက်စီရောက်ရရှိနေပါတယ်။စားရတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်တော်အစီအစဉ်သက်သက်မိုင်းနေဖြစ်ပါတယ်။ပီကရမီလာတလာတာအတွင်းစကောင်စီဟာအချင်းမင်းကရက်သားပြည်သူ38ဦးကိုတပြက်ခဲရလို့ကချင် Human Rights Watch ကလူ့ခွင့်ရေးချိုးဖောက်မှုအစီရင်ခံစာမှာဖော်ပြထားပါတယ်။ဆောက်ဆိုင်ကတင်ဆက်ပေးမှာပါ။စကောင်စီကြောင့်မီလာအတွင်းအရက်သား38ဦးတိတ်ဆုံးခဲ့ပြီး ငါဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူခုနှစ်ဦးလည်းဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါရယ်မေလာရှီယနီကစစ်ကောင်စီဟာဗမော်မျိုးကစစ်ဆောင်ပြည်သူတွေရှိရာဖုံးအင်းချောင်းကိုလေချောင်းအနေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ဆောင်ပြည်သူအနည်းဆုံး30ဦးဒိဆုံခဲ့ရတယ်လို့ဆိုပါရယ်ဝိုင်းမော်မျိုးနဲ့အတွင်းမှာလည်းမေလာ16ရက်နေ့ညနေကနေ16ရက်နေ့အတွင်းမြေမြုပ်မိုင်းနဲ့လက်နက်ကြီးထိမှန်မှုကြောင့်အရတား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါရယ် မေလ24ရက်နေ့ကတော့မွန်ညင်းမြို့နယ်ဟဲပါဂျေးဝါမှာလက်နက်ကြီးကြောက်ပောက်ခွဲတာကြောင့်ပြည်သူ့အုပ်ဒေသုံပြီးတဦးတန်ရာရရှိခဲ့ပါတယ်။ဖကမြို့နယ်ဆိုင်းဖရာဂျေးဝါမှာလည်းမေလ29ရက်နေ့ကမပောက်ခွဲသေးတဲ့လက်နက်ဘုံတစ်ခုပောက်ခွဲမှုကြောင့်16နှစ်အောက်ကလေးငယ်တဦးဒေသုံခဲ့ရပါတယ်။ဖကမြို့နယ်ဘက်စစ်ကြောင်းတွေဝင်ရောက်လာတဲ့မေလ28ရက်နေ့ကတော့စစ်ကောင်စီတပ်သားတွေဟာလုံခင်းဂျေးဝါကအရတား9ဦးကိုတပ်ဖြတ်ခဲ့ပြီးလူသားတိုင်းအနေနဲ့ဖမ်းဆီးထားသူတွေထက်9ဦးလောက်တန်ရာရရှိခဲ့တဲ့အပြင် Rain Mobile ဆိုင်ရှိမှလည်းအယတားတူကိုပြစ်တက်ခဲ့လို့သိရပါဗျ။စကောင်စီဟာပြည်သူလူထုကိုမတရားတပ်ဖြတ်တာအပြင်ဖမ်းဆီးတာတွေကိုဆက်တိုက်ကျူးလွန်နေပြီးနိုင်ငံတကာစစ်ဥပဒေတွေကိုချိုးဖောက်နေရလို့ဆိုပါတယ်။ဒီလိုချိုးဖောက်မှုပြုလုပ်နေတဲ့စကောင်စီကိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံတချို့ကလည်းဆက်ဆံရေးတွေထားရှိပြီး ိတ်ဆုံတာထောက်ပံ့တာတွေရှိနေတယ်လို့ပြောဆိုထားပါတယ်။တိုက်ပွဲကြောင့်ကချင်းပြည်နယ်အတွင်းကအရသာပြည်သူထောင်ပေါင်းများစွာအုံအိမ်ဆုံးခွာထွက်ပြေးနေရပြီးလူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ကူညီမှုတွေအရေးပေါ်လိုအပ်လက်ရှိရလို့လည်းဆိုပါတယ်။ဒီလိုလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် ဆွေရီအမတ်ကိုချလုံးရောက်ရှိခဲ့ရိမချနာမျိုးဝအယောက်တင်မြေရဟာဆွေရီအမတ်အောက်ကိုပြန်လဲရောက်ရှိနေပြီးတဖြည်းဖြည်းဆက်လက်ချဆင်လာနေပါတယ်ထရေဆာကဆက်လက်တင်ဆက်ပေးမှာပါဒီကနေ့ညနေ3:00နာရီခွဲအချိန်ကအေယဝတီမြင့်ရေဆိုရင်အမ1200စင်တီမီတာအောက်1189စင်တီမီတာချစင်းနေပြီလို့ပြည်နယ်မိုးလေဝသနယ်ဇလားဗေဒညွန်ချမှုဦးစီးဌာနဦးစီးမိုးဦးနိုင်လင်းထွေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပေါ်ပြချပါတယ်။ ဒီကနေ့မနက်အစောပိုင်းမြစ်နာမြို့အေယာဝတီမြေရဲ့ဆိုရင်ရေအမ1405စင်တီမီတာမှရပ်တန့်နေခဲ့ပြီးလက်ရှိအချိန်အနုံ28စင်တီမီတာအထိတဖြည်းဖြည်းကျဆင်းနေတယ်လို့လည်းဖော်ပြထားပါတယ်။မြစ်နာမြို့ကရမ်ဘိုဂျပောင်ချန်လေကောပေါ်ဦးစားတဲ့ရက်ွက်တွေဟာရည်ကြီးရေရှမ်းမှုဖြစ်ပွားတဲ့ရေစတဲ့ဝင်ရောက်လေရှိတဲ့အမြင့်နေပိုင်းရက်ွက်တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ32ရက်နေ့ကတည်းကအေယဝတီမြင့်ရဲ့တက်လာခဲ့တာဖြစ်ပြီးဆိုရင်ရေအမအနီကိုတဖြည်းဖြည်းရောက်ရှိလာပြီးတော့မြစ်ချနာမျိုးရဲ့မြင်းနှင်းပိုင်းရွက်တွေမှာရေရွေစတင်ဝရောက်ခဲ့တာဖြစ်ပါတယ်မိုးရွာသွန်းတာကြောင့်အေယဝတီမြင့်ရဲ့အမြဖြားခံရမေခမလီခမြင့်ရေတွေတိုးခဲ့တာပါ ူတောင်မြို့နယ်နဲ့ချီဖွေမြို့နယ်ဘက်တွင်မှရေကြီးရေလျှံတာတွေဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်မှာတော့ရေကျသွားပြီလို့လည်းသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ30ရက်နေ့ကလည်းမြစ်ချနာမြေရဟာဆိုရင်ရေအမှ1400စင်တီမီတာရဲ့အထက်1406စင်တီမီတာအထိရောက်ရှိခဲ့တာကြောင့်မြစ်ချနာမြို့ပေါ်ရပ်ကွက်အများစုနဲ့မြင်းနှိမ်ပိုင်ရပ်ကွက်တွေမှာရေပေးတင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်ထိမ်းမှာရှမ်းပြည်ဒုတရေပါတီ SSPP ရဲ့တပ် SSA နဲ့ကိုကန်တာ MNDA တို့ကြားမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP ကထုတ်ပြန်လာပါတယ်။ဒါပေမဲ့နေရာတင်ဆက်ပေးမှာပါ။မနေ့ကမွန်လွဲတနာရီကနေနှစ်နာရီခွဲကြာလာရှိုးမျိုးနဲ့ဟန်နာကျေးရွာအုပ်စုအညီကနားလိုက်ကျေးရွာအထက်မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါရယ် အဲ့ဒီတိုက်ပွဲမှာ MNDAA ဘက်ကရှေ့ရောက်တေဆုံးပြီးဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့ SSPP ဘက်ကအခြေအနေကိုတော့မဖော်ပြထားပါဘူး။ဟနာအုပ်စုဒေတာမှာကိုကန်တပ်ဖွဲ့ MNDAA ဘက်ကအင်အားတရာဝန်းကျင်လောက်ရှိတဲ့ရှမ်ပီတိုတဲ့ရဲပါတီ SSPP SSA တပ်ဖွဲ့လည်းတိုက်ရင်နဲ့ရင်လောက်တွာလာလှုပ်ရှားနေတယ်လို့ SSPP ရဲ့မြေပြင်စီးရင်တည်င်းရင်မြစ်ကပြောတဲ့အကြောင်းရေးသားထားပါတယ်။ မနေ့ကညနေပိုင်းမှာတော့ MNDAA ဘက်ကပြန်ဆုတ်ခွာသွားပြီးတိုက်ပွဲမရှိတော့ပေမဲ့နှစ်ဖက်လုံးကအင်အားဖြစ်တင်းနေတယ်လို့လည်းသိရပါတယ်တိုက်ပွဲဖြစ်ပွားမှုကြောင့်နားလိုင်ကျေးရွာဟန်နာကျေးရွာထိန်လွန်ကျေးရွာကောင်းကော်ကျေးရွာကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း SSPB ကထုတ်ပြန်ထားပါတယ်တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့ MNDAA ဘက်ကသုံးတရားထုတ်ပြန်ထားတာမရှိသေးပါဘူး ီးခဲ့တဲ့ဧပြီလ29ရက်နေ့တုန်းကလည်းဒီဘောမျိုးနေမှာ SSPP SSA နဲ့ MNDAA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်အစမပြတ်မိုးရသွမှုတွေကြောင့်မချနာပူတာဝလမ်ပိုင်းနေရာတချို့မှာကာလန့်ပြစီရော်တွေရှိနေပြီးအင်းစီကားတွေတွာလာရခက်ခဲသွားတဲ့အခြေအနေဖြစ်နေတယ်လို့ကာသမတူဦးရဲ့ပြပြချက်ရသေးရပါတယ်။တရားစုပ်ကြီးရောအောက်ပတ်အင်းချေယံကြီးရောမရောက်ခင်နေရာ၃နေရာလောက်မှာမိုးရထားတဲ့အတန်းကြောင့်မိသားပြုတ်နေချင်းကားအခြေဖြစ်တတ်မှုတွေကြောင့် ကာလံပြက်စီရောက်ရဖြစ်နေရလို့ကာသမသူကမချနာတဲ့ရင်ကြောင့်နေကိုပြောပါရယ်။ဇာပင်ခကရံယံဂျေယောအချက်ပတ်နေရာတွေမှာပါပြက်စီမှုတွေရှိနေတဲ့အပြင်စံပရာဘုံအချက်ပတ်နေရာတချို့မှာလည်းရေကြီးတဲ့တန်ကြောင့်ကာလံပြက်စီနေရလို့အထက်ပါကာသမရဲ့ထမှန်ပြပြချက်ရသေးရပါရယ်။ ီနေ့မှာတော့အရင်ကထက်မိုးရသည့်ဆောဝင်တဲ့အချိန်တွေဖြစ်ပြီးလက်ရှိမှာလည်းမိုးရေအဆင်မပြတ်လို့ရွာသွန်းနေတာ၄င်းရက်လောက်ရှိလာပြီလို့မချနာပူတာကိုလမ်းပိုင်းနေတာခံသူကလည်းပြောပါရယ်မနေ့က2024ခုနှစ်မနေ့က2024ခုနှစ်ဆိုရင်လာတည့်ရက်နေ့နဲ့နေ့ရက်နေ့တို့မှာမိုးတည်ရံခဲ့တာကြောင့်မချနာပူတာကိုလမ်းပိုင်းပြူတာတွေဖြစ်ပေါ်ခဲ့ပြီးပူတာကနေမချနာမျိုးဘက်ဆင်းလာတဲ့ကားအစီ80ထက်မနည်းစမရဘုံမြို့နယ်ဖုန်ချမ်းရွာမှာပြင်းနေတဲ့ဖြစ်စဉ်တွေရှိခဲ့ပါရယ် ဇော်ဖေ2024ခုနှစ်အတွင်းကအရောက်တိမြင့်ရင်မြင့်တက်ခဲ့ပြီးရေကြီးရေရှမ်းတာတွေမွေရသွမှုတွေကြောင့်မစ္စနာဘူတာဝလမိုင်းတတော်များများမှမြေပြိုတဒါချိုအားတွေဖြစ်ပေါ်ခဲ့ရလဲဖြစ်ပါတယ်။အခုနှစ်လက်ရှိအချိန်မေလ32ရက်နေ့ကတည်းကအရောက်တိမြင့်ရတက်လာခဲ့ပြီးဆွေရီအမတ်ကိုရောက်ရှိခဲ့ရကနေဒီနေ့ဆိုလာနေ့ရက်နေ့မှာတော့မစ္စနာမျိုးအရောက်တိမြင့်ရဟာပြန်လည်စတင်ချစနေပြီလို့သိရပါတယ်။ TV ဆေးတောင်းရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲ TV ဆေးတောင်းရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲဆိုရင် TV ဆေးတောင်းရင်အသည်းကိုထိခိုက်စေနိုင်ခြင်းအသားဝါလာခြင်းပြုတ်အံလာခြင်းအစာအသောက်ပြတ်လာခြင်းအာရုံကြောထိခိုက်စေနိုင်ခြင်း ကြောက်ကထိခိုက်စေနိုင်ခြင်းအည်ပြားမှာနှီးကွေများထလာခြင်းရားလာခြင်းမျိုးလုံးဝါလာခြင်းခေါင်းမူးလာခြင်းနားဥခြင်းစီးအယောင်အနီအောင်ပြောင်းလာခြင်းစတဲ့အခြေများဖြစ်စေနိုင်တာကြောင့်ဒီလက္ခဏာတွေဖြစ်ပေါ်လာပါကဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုသလိုစေတောင်းနေစေကာလအတွင်းတစ်ခုခုထူးထူးခြားခြားဖြစ်လာတိုင်းဆရာဝန်နဲ့ပြန်လည်ပြသပေးပါနောက်ပြီး TVC ရဲ့ဘေးရဆူချိုအာနိသင်ကိုကြောက် ြီးစိတ်မတော့ဖဲနေပါက TV ပိုးကအုံနောက်ထဲဝင်နိုင်ခြင်းအပြင်ပိုးကတကိုယ်လုံးပြန့်နှံ့သွားပါက အသက်အန္တရာယ်ဆွေးရင်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါကြောင့် TV စေးတောင်းရင်ဒါရီတော့တိထားဖို့လိုပါတယ်နော်။ဘာရီတိထားရမလဲဆိုရင်သတ်မှတ်ထားတဲ့ TV စေးတောက်စင်ကာလအထိရပြည့်အောင်တောက်ပြီးပါ။စေးတောက်ချိန်စေးပြန်အံပါက15မိနစ်အတွင်းပြန်လဲတောက်ပြီးပါ။သတ်မှတ်ထားတဲ့ကာလအတိုင်းပုံမှန်မတောက်ခြင်းမိမိဖာသာစေးရခြင်းများပြုလုပ်ပါက စေးရင် င်ပါတဲ့ DB ဖြစ်သွားစေနိုင်ပါတယ်။စေရင်ပါတဲ့ DB ဖြစ်သွားစေရင်ကုသဖို့ပုံမှုခက်ခဲသွားစေနိုင်တယ်လို့ TV ရဲ့သဘောတဘာဝကတစ်ချိန်ကုသတာထက်နှစ်ချိန်ကုသတာက ပိုခက်ခဲနိုင်တယ်လို့နှစ်ချိန်ကနေသုံးချိန်ကုသရတာကပိုပြီးခက်ခဲစေပါတယ်။ဒါကြောင့် TV စေးကိုပုံမှန်တောက်ပြီးကြက်မကြီးနေညီညွတ်တဲ့အစားအစာတွေကို ပြေဝအောင်စားသုံးပေးဖို့လိုပါတယ်။ဘာတွေစားတောက်ပေးရမလဲဆိုရင်ကစီတက်နွားနုအတားငါတတီဟင်းဒီဟင်းရွယ်စရာရီကိုလက်လက်ဆက်ဆက်စားသုံးပြီးခြင်းကယောဂါကိုပျောက်ကင်းနှုံးမြန် sí vale ဟာရချို့တဲ့ပါကယောဂပြောက်ကင်းတော့နှေးကွေးစေနိုင်တာကြောင့်အဟာရပြေဝဖို့အရေးကြီးပါတယ်။နောက်ပြီး TVC တောက်နေချင်းကိုအလေးချိန်တက်လာပါကယောဂပြောက်ကင်းတော့မြန်စီပြီးကိုအလေးချိန်မတက်ပဲပိန်ကြနေပါကယောဂပြောက်ကင်းတော့နှေးကွေးစေပါတယ်။နောက်ပြီးချောင်းဆိုးပါကနှာခေါင်းစည်းများတက်ဆင်ပေးပါ။လူထူသောအရက်နေရာများသွားချင်းရှောင်ပေးပါ။လက်ကိုဆက်ပြနဲ့စေကြောပေးခြင်းမျိုးပြုလုပ်ပေးပါကိုယ်အုံဆောင်များပစ္စည်းများတည်တံ့ခွဲပ ြီးအသုံးပြုပေးပါအေးရေးဝဝအိပ်ပေးပါရေးများများတောက်ပေးပါကိုလက်လှူရှားလေးကျင်ကံများပြုလုပ်ပေးပါစေတောက်ချိန်ကာလအတွင်းအရက်တောက်ခြင်းဆေးလိတောက်ခြင်းမျိုးအပြင်မိမိသဘောနဲ့အကန့်ခဲပြောက်စီများတောက်ခြင်းမျိုးလည်းရှောင်ပေးပါစရာလေးတွေပြုလုပ်ပေးခြင်းကယောဂါကိုတက်တာပျောက်ကင်းစေနိုင်တာကြောင့် TV ဆေးကိုအချိန်တစ်ခုထိရက်မမှန်တောက်ဖို့တော့မှားလိုက်ခြင်းပါတယ်ဥချနာသတင်းချန်နေရေဒီယိုအစီအစဉ်ကို အပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဦးချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။